ကျွန်တော်ကကလေးတုခုဆရာဝန်ကြီးပမောခဒေါက်တာစောဝင်းပါရန်ကုန်စစ်တပ်သူတက်ကပမောခဌာနမှူးအနေနဲ့ငင်းစားယူခဲ့ပြီးခုခါမှာတော့ပါရမီထွေထွေယောဂကုဆေးဝန်ကြီးဘိုးစီဆေးဝန်ကြီးနဲ့ရွှေလာမင်းဆေးဝန်နေမှာကလေးတုခုဆရာဝန်ဖြစ်အချိန်ပိုင်းတာဝန်ထမ်းဆောင်နေပါတယ်ဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာတော့ မိဘပြည်သူတွေလည်းသိကြတာများတယ်ကလေးတွေမှဖြစ်တဲ့ကလေး TV ယောဂအကြောင်းပြောမှဖြစ်ပါတယ်ကလေး TV မှာတော့ကျွန်တော်တို့ပုံမှန် TV ပေါ့နော်ဆိုတာအဆုပ် TV ဆိုလို့ရှိရင်6လတိုက်ပါတယ်ဒီအုံနောက်မေးအောင်လို့ဒီလူစေ TV လို့ခေါ်တဲ့ဒီကုလုံးပြန့်နှံ့တဲ့ TV မျိုးဆိုရင်ကိုလတိုက်ပါတယ် တော့တချို့ TV တချို့ဆိုရင်တော့ဒီတဲ့ပိုကြာကြာတိုက်တာရှိပါ TV သေးတိုက်တဲ့အခါမှာဘာကြောင့်ကြာကြာတိုက်ရလဲဆိုဒီ TV ယောဂပိုးကတော်တော်နဲ့မသေးပါเนาะနောက်တစ်ခါ TV ပိုးကိုကင်းစင်သွားတော့မှလာပြန်မဖြစ်မှာပေါ့နော်ဟိုတိုက်လိုက်မတိုက်လိုက်လှုပ်လို့ရှင်တဲ့သူကဆေးဦးတွေကိုပေးနေကြစီလို့ရင်ပါတော်တတ်ပါဒါကြောင့်မလို့ကျွန်တော်တို့ကဒီ TV ယောဂအနေနဲ့ဆေးကုပြီးဆိုလို့ရှိရင်ဆေးတွေကိုအချိန်ပြည့်เนาะရက်ပြည့်တိုက်ဖို့အရေးကြီးပါတယ်သို့တော်လည်းဟိုတိတ်ပြီးတော့ရန်ကြီး ဟိုပြည့်ရက်ပြတ်တာနဲ့ပဲတစ်ကနေပြန်ဆရမယ်ဆိုတာတော့မဟုတ်ပါကျွန်တော်တို့နေတရက်တလေပြတ်တယ်ဆိုလို့ရှင်တော့လေဟိုအများကြီးကြွားချမှုမရှိပါဘူးတို့တို့အတွက်တော့ဟိုခဏခဏပြအောင်လုပ်ရမယ်တော့မဟုတ်ဘူးပေါ့နော်ဆိုလိုတာဂျူးဆိုင်ပြီးတော့ပုံမှန်တိုက်ဖို့လိုပါတယ်ဥမာဒီချိုးတွေကြာနေမကောင်းတယ်ပေါ့နော်ဆေးတိုက်ပြီးတော့ပြန်အန်သွားတယ်ခဏနာပြီးပြန်တိုက်လို့ရပါနော်အဲတို့တော့တရက်လောက်လုံးဝပြတ်သွားလို့ဆိုရင်တော့တစ်ကနေပြန်ဆရမယ်ဆိုတာမဟုတ်ပါဘူး ဆေးတွေကတော့ဒီဘယ်ဆေးမဆိုပေါ့နော်ဘီရက်ဆိုကျိုးကနည်းနည်းများရှိပါတယ်အဲ့ဒီလိုပဲ TV မှာလည်း TV ဆေးတွေမှာလည်းဘီရက်ဆိုကျိုးရှိပါတယ်များသောဖြစ်တော့ဒီ TV ဆေးတွေတိုက်ပြီးလို့ရှိရင်နည်းနည်းကလေးကဖျားတာရှိတယ်ကိုယ်လက်ကိုက်တာရှိတယ်မစားခြင်းမတောက်ခြင်းဖြစ်တာခဏရှိနိုင်တယ်ပေါ့နော် TV ဆေးကလည်းတစ်မျိုးတည်းတိုက်ရတာမဟုတ်ဘူးများသောဖြစ်3မျိုး3မျိုး4မျိုးတိုက်ရပါတယ်အဲ့တော့ရေးကြည့်တဲ့ဘေးရက်ဆိုလို့ကတော့အသေးအောင်ဖြစ်တယ်ပေါ့နော်။ TV ကြောင့် TV ဆေးကြောင့်အသေးအောင်ဖြစ်နိုင်ပါ။အဲ့ဒါဆိုတော့ကလေးက အသားဝါလာတယ်မျက်လုံးတွေဝါလာတယ်ပြုတ်ခြင်းအခြင်းဖြစ်တယ်အဲ့ဒါမျိုးတွေဖြစ်လို့ရှင်တော့ကျွန်တော်တို့ကနီးရဆရာဝန်ကိုပြဖို့လိုပါတယ်ဒီဗီဆေးကိုခဏဖြတ်ပြီးတော့အသေးနဲ့ပတ်သက်တဲ့ကုသမှုတွေလုပ်ပါတယ်ပြီးတော့မှပြန်စတာရှိပါတယ်ကျွန်တော်ညတော့ဘာဖြစ်လဲဆိုလို့ရှိရင်မိဘတွေကကလေးတွေမှာ TV ဈေးပေးရင်တော့ညံတိုင်းပဲ နော်အုံနောက်ကိုထိခိုက်မယ်စသည်ဖြင့်ယူဆတတ်ပါတယ်ဒါတကယ်တော့မှားပါတယ်နော်ကလေးရာဒီကလေး TV ဈေးကြောင့်မလို့ဒီညံထိုင်းတာမရှိပါဘူး TV ရောဂါကိုမကုလို့သာ TV အုံနောက်မေ့အောင်ဖြစ်သွားရင်တော့ညံထိုင်းနိုင်ပါတယ်နော်ဟိုအုံနောက်ကိုထိခိုက်နိုင်ပါတယ်ရေရှည်လဲအကျောဆွဲတာတို့တက်တာတို့စသည်ဖြင့်နောက်ဆက်တွဲတွေအများကြီးဖြစ်နိုင်ပါတယ်ခုန TV ဈေးရဲ့လက္ခဏာတွေမှာဆရာပြောသလိုဆိုအဓိကအဲ့ဒီအသေးအောင် ဖြစ်တတ်ပါတယ် တဲအောင်ဖြစ်တာလေတကယ်တော့ကျွန်တော်တို့က TV ဆေးတွေကိုပေးတဲ့အခါကျရင်ကလေးတွေကိုပေးတဲ့အခါကျရင်ကလေးရဲ့ကိုယ်လေးချိန်နဲ့တွက်ပြီးတော့ပေးရပါအဲ့လိုပေးတဲ့အခါကျလို့ရှိရင်ဒီကလေးတွေကတကယ်တော့လူကြီးတက်တအောင်ပို့ပြီးတော့ခဏရင်ရှိတာတွေ့ရပါတယ်အဲ့တော့အသေးအောင်ဖြစ်တာဆိုလို့ရှိရင်ဒီကလေးတရာမှာတယောက်ပေါ့နော်တရာရင်လုံးရဲ့အောက်ကပဲဒီ TV ဈေးပေးတဲ့ခါမှာတယောက်ဖြစ်တာကိုတွေ့ရပါတယ်မိတဲ့ဆိုလို့တအားကြောင်နေလို့မရပါဘူးတချို့မိဘတွေကဆိုဘယ်လိုဖြစ်လဲဆိုတော့ TV ဈေးတောင်း အဲညာတိုင်းတော့မှာပဲเนาะမကြည်ပါမခလေးရမထွားတော့ဘူးစသဖြင့်မာယွန်းရဲ့ယူဆတွေရှိတတ်ပါတယ်